ကွဲလွန်သူအတွားကရုခမြမာရီရဲ့တလိမှာတစုံတစ်ယောက်ကွဲလွန်သွားပြီဆိုတာနဲ့အဲ့ဒီကွဲလွန်သွားတဲ့လူကတမလွန်ဘဝကိုကူးပြောင်းနိုင်ဖို့အတွက်ကိုငွေတမတ်ကိုကွဲလွန်သူရဲ့ဗဇတ်ထဲမှာထည့်ပေးတဲ့တလိရှိပါတယ်။တချို့ကတော့ငွေတမတ်အပြင်ငားမှုစေ၊ချက်စေစသည်ဖြင့်ငွေတင်းကားတွေကိုထည့်ပေးကြတာမျိုးလည်းရှိပါတယ်။အဲ့ဒီရဲ့တလေးရဘယ်ကနေစဉ်သက်လာလဲဆိုရင်တီဟိုဗုဒ္ဓဘာသာယဉ်ကျေးမှုကိုအခြေခံပါတယ်။တတိယတန်ခါယနာတင်ပြီးတဲ့နောက်မှာအရှင်မဟိန္ဒအကျေးဇူးကြောင့်မလို့တီဟိုမှာ ဗုဒ္ဓဘာသာသာသနာတော်ကခြေပြန့်စွာထွန်းကားခဲ့ပါတယ်။အဲ့ဒီကာလမှာပဲသူဝနာဘုံမီကဲ့သို့ဘလူးတွေကနှောက်ရတာကိုအရှင်မဟိန်းနာနဲ့ရဟန္တာမထေရများကနှိမ်နှင်းဖယ်ရှားပေးပြီးတော့မှတီဟိုတကျွန်းလုံးကိုလွှမ်းခြုံပြီးတော့ဂါမသိန်းအဖြစ်နဲ့သမုတ်တော်မူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူတွေတည်ဆုံတဲ့အခါစင်ကြယ်တန့်စင်နဲ့တိမ်မြေနိုင်မြုပ်နှံခြင်းကိုဘယ်သူမှမလုပ်လို့ကြပါဘူး။ ဒါကြောင့်မလို့တေတဲ့လူတွေကိုပင်လယ်အသွင်းကိုမျောဖို့အတွက်ကိုစီစဉ်ကြပါတယ်။ဇာပနာကိစ္စပေါ်ပေါက်လာပြီဆိုရင်ဖောက်သွင်းခြင်းအတက်ကိုတက်ကြွတဲ့ gallery ဆရာတွေကတေတဲ့လူကိုဖောက်သွင်းပြီးတော့မှကန်းအနာကိုဆေးလွတ်ပါတယ်။အဲ့ဒီကန်းနာမှာသူ့ဘာယာစာတွေကအစီအရင်ပယ်ဖြတ်တယ်။တေတဲ့လူစီကဖောက်ကိုနှုတ်ပြီးတော့မှဥဒ္ဒကဇာပနာကိုစီမံပြီးရေမျောပေးရပါတယ်။အလောင်းကောင်ရဲ့ပါဇက်ထဲကိုထည့်ပေးလိုက်တဲ့ငွေကိုလည်းဇာပနာစီမံခအနေနဲ့ရကြပါတယ်။ဖောက်သွင်းခြင်းခံရတဲ့လူတွေတွေကိုရှင်နေတဲ့လူတွေနဲ့ကွဲပြားဖို့အတွက် ထမိန်လုံကြီးကိုစောက်ထိုးဝတ်ထားပေးရပါတယ်အင်းကြီးကိုလည်းပြောင်းပြက်ဝတ်ထားပေးရပါတယ်ပြီးတော့ရှာပန်းနီကိုပတ်ထားပေးရပါတယ်ရှာပန်းနီဆိုတာကတော့နှက်ကိုကွယ်ပသတဲ့နေရာမှာသုံးတဲ့အဝိစအနီကိုဆိုလိုတာပါအဲ့ဒီအပြင်ခေါင်းရမ်းပန်းကိုလည်းပန်ပေးရပါတယ်ဒီနေရာတွေမှာတော့မြန်မာရဲ့ delay နဲ့ဆင်တူပါတယ်။ဒါပေမဲ့ဘသူကစောလဲဆိုတာကိုတော့အတိအကျမသိပါဘူး။ဒါပေမဲ့အဲ့ဒီရဲ့ delay ကမြန်မာပြည်ကိုရောက်လာတဲ့အခါမှာတော့ရုပ်အလောင်းကိုမြေမြုပ်တာပဲဖြစ်ဖြစ်၊ရေမျောတာပဲဖြစ်ဖြစ်၊မီးတချို့တာပဲဖြစ်ဖြစ်လူရဲ့ပါဇက်ထဲမှာငွေစာကိုထည့်ပေးကြပါတယ်။ လူသေးပြီးတဲ့နောက်မှာတေဆုံးသွားတဲ့ဝိညာဉ်ကမြေကြီးကိုဖျက်ပြီးတော့မှကျွတ်လွတ်နိုင်တယ်လို့စွဲလန်းယူဆကြပါတယ်။တေဆုံးသွားတဲ့ဝိညာဉ်ကတဆေးတရေစတဲ့ပရလောကသားတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာလေမြေချောင်းတစ်ခုခုကိုဖျက်ကျော်နိုင်ပြီဆိုရင်သူတို့ရဲ့အနောက်ရှက်ကနေလွတ်မြောက်တယ်ဆိုပြီးတော့မှယုံကြည်ကြပါတယ်။အဲ့ဒီဝိညာဉ်ကမြေကိုမကူးဖျက်နိုင်ဘူးဆိုရင်ဒီဘက်ကမ်းမှာပဲကြံခဲ့ပြီးတော့မှမကျွတ်မလွတ်ပဲဘဝဟောင်းကနေထိုင်ခဲ့တဲ့နေရာဌာနကိုစွဲလန်းနှောက်ရှက်နိုင်ပါတယ်။အဲ့ဒီမြေကြီးကိုကူးဖျက်နိုင်ဖို့အတွက်လေဓမ္မကိုကရုခါပေးရပါတယ်။ အဲ့ဒီလိုပေးနိုင်ဖို့အတွက်ကိုဗဇက်သေးကိုကရုခထဲပေးရခြင်းပဲဖြစ်ပါတယ်။သေတဲ့လူကဘဝကူးတဲ့ခရီးလမ်းတစ်လျှောက်ချောမွေ့စေဖို့အတွက်ကိုကြံရစ်တဲ့လူတွေကအစအစအရာရာဆောင်ရွက်ပေးတတ်ကြပါတယ်။ကရုခသာမကရိတ်ခါအဖြစ်ထမင်းထုတ်ကိုလည်းထဲပေးတတ်ကြပါတယ်။ကဲဒါဆိုရင်တော့ကရုခထဲပေးတဲ့အကြောင်းအရာလေးကိုရှင်းပြလို့ထင်ပါတယ်။